ီတော့ TNL ကဆွပ်ဖို့သဘောတူလိုက်တယ်ဆိုပေမဲ့အဲမိုးကမိုးမေးဆစ်မနာမှာသူတို့တဖွဲ့တဲ့တိုက်နေတာမှာမဟုတ်တော့တခြားဖွဲ့တွေလည်းရှိနေသေးတယ်မဟုတ်လားအခုအချိန်ကတော်လန်ရဲ့အတွက်အကျက်အသေးဆုံးကာလာတစ်ခုလို့ဆိုနိုင်ပေမဲ့လေ PDF တဖွဲ့ဝင်တယောက်ရဲ့စကားကအားလုံးကိုကိုစားပြုနေသလားပဲသူကပြောတယ်ငါတို့ကအသက်ပြေးပြီးချမယ်ဒါပေမဲ့အခုမြေပြင်မှာငါတို့အသက်ပြေးပြီးချမယ်ဆိုရင်တော့မလုံလောက်သေးဘူး ပိုက်ဆံရှာခဲ့အောင်လို့ပြောရမယ်တဲ့အားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမတို့နည်းနည်းလေးနည်းနည်းဆွေးနွေးတော့မယ့်အကြောင်းအရာ ရှိပါတယ်အဲ့ဒါကတော့လေမကြတဲ့ခင်ကဖြစ်သွားတဲ့ TNL နဲ့စစ်ကောင်စီကြားကအဖျက်ခွရစဲရီတပိုးတူနေချက်ပါဟုတ်ကဲ့အဲဒီချင်းတွေကမြေပြင်ကတော်လန်ရေးအနာစုတွေအထူးတပ်စီ PDF တွေအတွက်ဘလို့အတိအဖြစ်တက်ရောက်နေတယ်လဲဆိုတော့ကိုကြည့်ကြမှာပါဟုတ်ပါတယ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုပါ ီဆွေးနွေးမှုအတွက်ကျမတို့အဓိကမိញမ်းထားတာကတော့ Breaking Brain Wash YouTube Channel ကတင်ထားတဲ့ဗီဒီယိုတစ်ခုပေါ့လေစစ်ကောင်စီနဲ့ TNL အပြည့်ကျဆက်ရေးက PDF တွေအကြောင်းဘာတွေဖော်ပြနေလဲဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့အဲ့ဒီတွေကအချက်လက်တွေကိုအခြေခံပြီးဆွေးနွေးတော့မှဖြစ်ပါတယ်อืมကောင်းပါတယ်ကဲဆိုတော့ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကဒီအပြည့်ကျဆက်ရေးရဲ့အဲ နောက်ွယ်ကအကြောင်းရင်းတွေမြေပြင်လက်တုံလိုင်းရင်စားစုတွေရတုံပြန်မှုသူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနောက်ပြီးရှေ့ဆက်ပါတိလာနိုင်မလဲဆိုတာတွေကိုပတ်စုံကြည့်ဖို့ပါပဲစားလိုက်ကြအောင်နော်ဟုတ်ကဲ့အဲအော်တိုပါလာကုန်ပိုင်းလောက်မှာပေါ့ကျုံနိုင်ငံကုမင်းမြို့မှာကျောက်ကကြောင်းဝင်ဆက်ဆက်ပေးပြီးတော့ TNL နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေတွေ့ကြတယ်နောက်မှချိန်မြောက်တွေ့ဆုံမှုလို့ဆိုပါတယ်ပြီးတော့အပိယဆေးရေလမထိုးလိုက်ကြတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်ပေါ့ဒါကတော်တော်လေး ဟွာထစ်သွားတယ်လုံလုံရှားရှားထစ်သွားစေတယ်ဟုတ်ပါတယ်အဲ့ဒီသဘောတူညီချက်အရာဆိုရင်တော့လေတီယလေဘက်ကတိန်ထတဲ့မိုးကုတ်နဲ့မိုးမိတ်မြောင်နေရီကတက်တီကိုတတ်မှတ်ကလာတယ်မှာဆုတ်ခွာပေးရမယ်အဲစစ်ကောင်စီဘက်ကလည်းအဲ့ဒီဒေတာတွေကိုလေရင်နဲ့ဖုံးကျဲတာတို့ထိုးစစ်စင်တာတွေရက်မယ်ပေါ့အောက်တိုဘာ29ကစပြီးတော့နဖတ်တပ်တွေရှိတဲ့နေရာမှာပဲရက်နေကြဖို့သဘောတူတယ်လို့သိရပါတယ်။ဟွန်းဒါပေမဲ့ဒီလိုသဘောတူညီချက်ဖြစ်လာဖို့ဆိုတာကနောက်ွယ်မှာဖြစ်ရတဲ့ရှိခဲ့ပုံရတယ်။ အဓိကအချက်ထုံးချက်တော့ထောက်ပြလို့ရမယ်ထင်တယ်။တစ်ချက်ကတော့ဟိုတရုတ်ရဲ့နိုင်နိုင်ရေးအရာဖိအားပေးမှုပေါ့။နောက်တစ်ချက်ကစစ်ကောင်စီဘက်ကအဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တန်းဒါလည်းအရေးကြီးတယ်။ပြီးတော့လေအရေးကြီးဆုံးဖြစ်လောက်တာက တိုက်ပွဲအတွက်အတက်တွေးကြိုးဖြစ်တဲ့လက်နက်ခရမ်းအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေပိတ်ဆို့ခန့်ရတဲ့အခက်အခဲတွေပဲ။ဟုတ်ကဲ့။အထူးသဖြင့်လက်နက်ခရမ်းပြတ်တော်မှုကတိုက်ပွဲအခြေအနေကိုအကြီးအကျယ်တယောက်စေတာပေါ့လေ။ ဒီတော့ TNL ကစပို့တဘောတူလိုက်တဲ့ဆိုပေမဲ့အမောကမမေစမနာမှာသူတို့တဖွဲ့တည်းတိုက်နေတာမှမဟုတ်တာနော်တခြားဖွဲ့တွေလည်းရှိနေသေးတယ်မဟုတ်လားဟုတ်တယ်အထူးသဖြင့် Mandalay PDF လို့အဖွဲ့တွေတခြားဒေသခံ PDF တွေလည်းပူးပေါင်းပါဝင်နေကြတာအဲ့တော့အဲ့ဒီဖွဲ့တွေရဲ့ယက်တိချက်ကတော့ဘလို့ရှိနေလဲအဲဒါကစိတ်ဝင်းစားစရာပဲ MDY PDF ကတော့ချိန်ညာချက် ထုတ်ပြန်ပြီးသူတို့ထိန်းချုပ်ထားတဲ့မောကမမေအပါဝင်ဗောလီ တပိတ်ချင်းတို့မတရာစင်ခုဘကနေမြေတွေကိုမိဖက်တွေနဲ့ဆက်ပြီးတော့ကာကွယ်သွားမယ်စစ်အာဏာရှင်စနစ်အမိပြချေမုန်းရေးကိုဆက်လုပ်သွားမယ်ဆိုပြီးတော့တော်တော်ခိုင်မာတဲ့သဘောထားမျိုးပြခဲ့တယ်ဟွန်းပြီးတော့တခြားဒေတာကန် PDF အဖွဲလေးတွေကလည်းအတန်းတွေထွက်လာတယ်ငါတို့မစုပ်ဘူးဆက်ချမယ်ဆိုတော့အဲ့လိုစိတ်တက်ပြီးပြင်းထန်နေကြတာကိုတွေ့ရတယ်အော်ဆိုတော့ဒီချင်းတွေက PDF တွေအတွက်က သူတို့ရဲ့အရေးချင်းရဲ့ယက်တီနိုင်စွမ်းကိုပြောင်းမယ့်အလဲတစ်ခုလို့ဖြစ်လာတာပါနော်အတိအကျပဲဟုတ်တယ်ဒါကသူတို့တို့စိန်ခေါ်မှုဖြစ်တယ်လို့အခွင့်အရေးတစ်ခုလည်းဖြစ်လာတယ်သူတို့က TNL ရဲ့အခြေအနေကိုလည်းနားလည်မှုပြကြတယ်အပြစ်တင်တဲ့ပုံစံမျိုးမတွေ့ရဘူးဒါပေမဲ့သူတို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့စစ်ကောင်စီကိုအမြင့်ဖြတ်ဖို့ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းပြပြသားသားကြီးစွဲထားကြတယ်ဟုတ်ကဲ့ဒါကတော့တော်လိုင်းရအားစုတွေရဲ့ရင်းချက်မှုကိုပြတယ်လို့ပြောလို့ရမယ် ဒါပေမဲ့တော့ဟတ်မှာလဲစစ်ကောင်စီကမိုးကုတ်မိုးမိတ်လိုမျိုးအကြီးပါတဲ့မျိုးတွေကိုပြန်ရဖို့အာကုန်တုံပြီးစ조사လာမှာဒေးကြတယ်။အဲ့ဒီအတွက် PDF တွေဘက်ကကြိုတင်ပြစ်စမှုတွေများရေလွာလာပြီ။အေးတကယ်တော့အခုလိုခြေနေမျိုးကိုတော်လန်ရေးတက်တန်တက်လျောက်မှာအခက်ခဲဆုံးအကျက်တဲဆုံးကာလတစ်ခုလို့တချို့တပ်ဖွဲ့ဝင်နေတာတတ်မှတ်ထားကြတယ်ဆိုပြောလဲကြားရတယ်။ဟုတ်တယ်ဟုတ်တယ်။ဒါပေမဲ့သူတို့ကကြောက်ရွံ့နေမယ့်အစားဒီစိန်ခေါ်မှုကိုဘယ်လိုကျော်လွှားကြမလဲဆိုတဲ့စိတ်နဲ့ရင်ဆိုင်ဖို့ပြင်ဆင်နေရတယ်လို့ဆိုတယ် ဆိုတော့အဲ့ဒီအခက်အခဲတွေကိုကျော်လွှမ်းနိုင်ဖို့ဘလို့အဓိကအချက်တွေလိုအပ်နေလဲဆိုတာကိုဆက်ပြီးဆွေးနွေးကြည့်အောင်။ Okay ။အဓိကအထင်ကန့်တလေ၄၅ခုလောက်မှာစိန်ခေါ်မှုတွေနဲ့လှုပ်ဆောင်ရမယ့်အချက်တွေကို တွေ့ရတယ်။ပရမာလုံးတစ်ခုကတော့တက်တီဆောက်ရင်းနဲ့လူတက်စုဆောင်မှုပဲ။ဆိုလိုတာကစနစ်တကျတက်တီဆောက်မှုပေါ့လေ။အရင်ကထက်ပိုပြီးတော့အားဆိုင်ဖို့လိုလာပြီ။ဘာလို့လဲဆိုတော့စစ်ကောင်စီဘက်ကဆိုရင်အခု ဖြူစော်ထီလို့ခေါ်တဲ့သူတို့ရဲ့လက်အောက်ခံ ပြူစုစစ်ဖွဲ့တွေကိုနီလာမျိုးစုံတုံးပြီးတော့အထူးသဖြင့်ငွေကြေးမလုံးတွေပေးပြီးတော့တလက်ကိုလူအင်အား9000လောက်အထိစုဆောင်းနေတယ်လို့အဲ့ဒီတရင်ရင်မြစ်ထဲမှာဖော်ပြထားတယ်။ဟဲ့တလက်ကို9000ဆိုတော့တော်တော်များတဲ့ရေအတွက်ပဲနော်။ဟုတ်ကဲ့တော်တော်များတယ်။ဒါကြောင့်တော်လန်ရေးဖက်မှာလည်းအင်အားတိုးချေဖို့တသားတစ်တီကိုစနစ်တကျလက်ခံဖို့ထီရောက်တဲ့လေ့ကျင့်မှုတွေပေးဖို့ နောက်ပြီးတော့အရေးကြီးတာလက်နဲ့တဆင့်ပြေးနိုင်ဖို့ပေါ့ဒီအစည်းအဝေးတွေကိုအချိန်မြင့်လောက်ဆောင်ဖို့လိုလာပြီ နောက်တစ်ခုတတိပြုစရာက အခုစစ်ကောင်စီစူးစောင်းနေတဲ့ PSD တွေဟာအရေးကစုခဲ့တယ်လို့မျိုးဟိုပညာအရေးချင်းနေပါတဲ့သူတွေအမှုအခွင့်နဲ့ရှုပ်ထွေးတဲ့သူတွေအပြင်းလေအခုနောက်ပိုင်းမှာလူငယ်တွေနိပညာနားလေတဲ့သူတွေပိုပြီးပါလာတာမျိုးရှိတယ်လို့တုံသက်ထားတာတွေ့ရတယ်။အော်အဲ့ဒါကြောင့်သူတို့ကပိုပြီးတော့စစ်ပုံကြားတယ်လို့ပိုပြီးတော့ အန္တရာယ်ရှိလာနိုင်တယ်လို့သုံးသပ်ကြတယ်။ဟုတ်ကဲ့လူငါဆူဆောင်းမှုအပိုင်းအပြင်အခုရှိပြီးသားအဖွဲ့တွေကြားတဲ့ကပူးပေါင်းဆောင်ရွက်မှုပေါ့နော်တပ်ပေါင်းစုကိစ္စကလည်းအရေးကြီးတယ်မဟုတ်လားအဲတပ်ပေါင်းစုဆိုတဲ့စကားလုံးကတော့ကြားနေရတာပဲဒါပေမဲ့လက်တွေ့မှာရောဘလောက်ထိထိရောက်မှုရှိနေပြီလို့ဆိုနိုင်မလဲอืมဒါနင်းနေတော့နာချင်ရတဲ့အမန်တရားတစ်ခုလို့ဖြစ်နေတယ်လက်တွေ့မှာအဖွဲ့ငယ်လေးတွေအများကြီးကွဲပြားနေတော့မယ်အဲ့တော့ အင်အားစုစည်းမှုအားနည်းနေတော့မယ်။မြို့တင်းတိုက်ပွဲလိုမျိုးဆုစင်ရေးကြီးတွေလုပ်တဲ့အခါမှာအခက်အခဲတွေရှိနေတော့မယ်။တချို့အဖွဲ့တွေဆိုရင်အဲ့ဒီအရင်မြစ်ထက်ကအင်တာဗျူးရဆိုရင်တိုက်ပွဲမှာနာမည်ပါချင်ုံလို့လက်နက်ခွဲဝေမှုလိုချင်ုံလို့ပဲပါဝင်ပြီးတော့တိုက်ပွဲပြီးသွားတဲ့အခါတာဝန်ရုံးမှုအားနည်းတာမျိုးတွေရှိတယ်ဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေတယ်။အင်းဆိုတော့တကက်ထီထီရောက်ရောက်တပ်ပေါင်းစုဖြစ်လာဖို့ဆိုရင်လေ ဥဆောင်တဲ့အဖွဲ့အစည်းတွေကနေပြီးတော့လက်အောက်ခံတပ်ဖွဲ့တွေကိုလိုအပ်တဲ့ထောက်ပံ့မှုတွေကိုအပြည့်အဝပေးနိုင်ဖို့လိုတယ်။ဆိုလိုတာကလက်နက်ခဲယံရိခာငွေအကြီးကြီးစေဝါတရုပ်ပို့ဆောင်ရေးအကုန်လုံးပေါ့။အဲ့ဒါတွေကိုအပြည့်အဝပေးနိုင်ဖို့လိုတယ်။ထောက်ပံ့မှုမပါဘဲအမိန်ပေးုံတတ်တတ်နေတော့နားခံဖို့ခက်မဲဆိုတဲ့သဘောမျိုးပေါ့နော်။အဲ့ဒါပဲအဲ့ဒါပဲ။ဘာလို့လဲဆိုတော့အဖွဲ့ငယ်လေးတွေမှာလည်းသူတို့တပ်ဖွဲ့ကိုသူတို့ကိုယ်တိုင်စ조사ပြီးတော့တုံရကနေတိဆောက်ခဲ့ရတယ်ဆိုတဲ့ခံယူခြင်းမျိုးမာနာမျိုးရှိတတ်ကြတယ်။ ဒါလည်းနားလေပေဖို့လိုတယ်ဆိုတော့ဘာမှမထောက်ပံ့မဲ့တဲ့အပေါ်ကနေအမိန်ပေးရုံနဲ့တော့အောက်ခြေကနားခံမှုဆိုတာကလက်တွေမှာအခက်အခဲရှိတာပေါ့လေဒါကြောင့်ဥဆောင်မှုနဲ့ထောက်ပံ့မှုကတွန်တွဲနေဖို့လိုရတယ်ဟုတ်ကဲ့လူအင်အားစုဖိုင်မှုတွေအပြင်တိုက်ပွဲမှာအခုနောက်ပိုင်းအရင်အရေးပါလာတဲ့နီးပညာကနမှာတော့ဘလိုခြေနေမျိုးရှိနေလဲရှင်ဒရုန်းနဲ့တိုက်ခိုက်တာတွေလားအောင်မြင်မှုတွေရှိနေတယ်လို့ကြားပေးမြင်ဟုတ်တယ် ီတွင်စားတဲ့နိုင်စွမ်းနေရှိတယ်ဒါမဲ့အဲ့ဒီအောင်မြင်တဲ့ဤပညာတွေကိုအရေးအတွက်များကြီးထုတ်လုပ်ပြီးတော့ကြဲကြဲပြန်ပြန်တွန်းဆနိုင်ဖို့ကြတော့ဘဏငွေနဲ့တခြားထောက်ပံ့မှုတွေလုံလောက်မှုမရှိတာကအဓိကခက်ခဲဖြစ်နေတယ်။อืมပူပေါင်းဆောင်ရွက်မှုတွေလည်းအားနည်းနေသေးတယ်။ဒီအတွက်အဲ့ဒီဗီဒီယိုထဲမှာအကြံပြုထားတာတစ်ခုကတော့စစ်ကောင်စီလိုမျိုးပေါ့တီချားတက်မှတ်တွေဖွဲ့စည်းပြီးတော့စနစ်တကျကွက်ကဲအတွန်းချနိုင်ရင်ပိုးပြီးထိအောင်နိုင်မယ်လို့ဆိုတယ်။ဥပမာဒရုန်းတက်မှတ်တီးတန်အမြောက်တက်မှတီးတန်စက်တွေရေးတက်မှတီးတန်အဲ့လိုမျိုးပေါ့ ဒါမှနီးပညာကိုပို့ပြီးတော့စုစည်းပြီးထိထိရောက်ရောက်အတွန်းချနိုင်မယ်။ဟုတ်ကဲ့နီးပညာဖြင့်မြေပြင်အုပ်ချုပ်ရေးပိုင်းမှာတော့စိန်ခေါ်မှုတွေရှိနေသေးလားရှင်။ဥပမာပါ F ပက F PLF လို့ခေါ်ကြတဲ့ဖွဲ့တွေရဲ့ခန်းကဏ္ဍပေါ့။အဲ့ဒါလည်းအရေးကြီးတဲ့အချက်ပဲ။အုပ်ချုပ်ရေးပ F ၊ကာကွယ်ရေးပက F ၊လုံခြုံရေး PLF ဆိုပြီးတော့အဲ့လိုဖွဲ့စည်းပုံတွေရှိပေမဲ့လက်တွေ့မြေပြင်မှာကြတော့ဒီဖွဲ့တွေကသူတို့ရဲ့မူလတာဝန်အပြင်ကိုတိုက်ခိုက်ရေးတာဝန်တွေကိုပါလှုပ်ဆောင်နေရတာများတယ်လို့ဆိုတယ် ဥပမာပကာ F အဖွဲတွေဆိုရင်သူတို့ရဲ့နေမြေကာကွယ်လုပ်ရမယ့်အစားရှေ့တန်းတိုက်ပွဲတွေအထိလိုက်ပြီးတိုက်နေရတာမျိုးတွေရှိတယ်ပေါ့။အော်အဲ့ဒီတော့မနိုင်ဝင်ထမ်းနေရတယ်လို့ထင်ပြီးတော့သူတို့ရဲ့အဓိကလုံဝင်တာဝန်တွေကလိဟင်းကုန်တယ်။ဒါကြောင့်ဒီချင်းတွေကိုပြန်သုံးတက်ပြီးတော့တာဝန်ခွဲဝေမှုတွေကိုပိုးပြီးရှင်းရှင်းလင်းလင်းဖြစ်အောင်လက်တွေ့ကျအောင်လို့ဆော်ဖို့လိုအပ်တယ်လို့ကြံပြူထားတယ်။ဒီပြောခဲ့တဲ့စင်ခေါ်မှုကအားလုံးရဲ့အရင်ခံလို့ပြောလို့ရမလားမသိဘူး။ ဗနာကြီးအခက်ခဲကတော့ဘယ်ဟုတ်ထိကြီးမားနေလဲရှင်ဟွန်းဒါကတော့တကယ်ကိုအကြတန်းဆုံးအပိုင်းလို့ပြောလို့ရနိုင်တယ်တပ်ဖွဲ့တွေကတိုက်ပွဲလက်တိုက်ရတယ်ရဲဘော်တွေစားဖို့နေဖို့ကျမကြီးဆုံးရှောင်းမှုတံရရတဲ့သူတွေကိုတက်ပို့တာကူတာတာအဲ့ဒါဒီလက်စီစဉ်ရတယ်လက်နက်ဝဲဟိုအလူလက်ခံရတယ်ပိတ်ဆံလက်ရှာရတယ်ဆိုအကုန်လုံးကိုလုံနေရတဲ့အခြေအနေဖြစ်နေတယ်ဟုတ်ကဲ့အဖွဲ့ငယ်လေးတစ်ခုအတွက် campaign တစ်ခုလုပ်ပြီးတော့ သိန်းထောင်ရဖို့တော့တော်တော်ခက်ခဲတဲ့အချိန်မှာလေရလာတဲ့ငွေသိန်းထောင်နဲ့လက်နဲ့ကောင်းတလက်သိန်းထောင်နီးလာလောက်ပေါက်တယ်လို့ဆိုတဲ့တောင်းဝဲဟုမလွယ်ဘူးဆိုတဲ့နိုင်ရင်ချက်ကိုကြည့်ရင်လက်တွေ့အခက်ခဲကဘလောက်ကြီးမားလဲဆိုတာပေါ်လင်းတယ်အဲ့ဒီတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကတိုက်ခရီးတစ်ခုတည်းကိုပဲအာယုံစိုက်နိုင်ဖို့ဆိုရင်ခိုင်မာတဲ့ဖန်ဓာရီစနစ်နဲ့ထောက်ပံ့ရေးစနစ်တစ်ခုက တကယ်ကိုမရှိမချစ်လိုအပ်နေပြီဆိုတဲ့သဘောပေါ့နော် လုံးဝမှန်ပါတယ် တည်ငြိမ်ပြီးတော့ခိုင်မာတဲ့စင်စစ်မပြတ်တဲ့ဘန်ဒါရီစနစ်တစ်ခုကိုအမြန်ဆုံးတည်ဆောက်နိုင်မှရေရှည်တိုက်ပွဲအတွက်အားကောင်းလာမှာတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ရေးကိုပဲအာယုံစိုက်နိုင်အောင်လိုအပ်တဲ့အုတ်ချုပ်မှုထောက်ပံ့မှုတွေကိုစနစ်တကျပံ့ပိုးပေးနိုင်မှုကအောင်မြင်မှုအတွက်အစိုးရဖြစ်ဖြစ်လာနိုင်တယ်လို့တောင်ပြောလို့ရတယ်။နောက်ထပ်အရေးကြီးတဲ့အကြံပြုချက်တစ်ခုကတော့အကျင့်ပြည့်ခြားဆမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုကိစ္စမယ်။တော်လရင်အင်းအားစုတွေထဲမှာဒီလိုမျိုးပြဿနာတွေမဖြစ်အောင်ဘလို့ကင်တော်တဲ့နယ်လို့အဲ့ဒီမှာဆိုထားသေးလေရှင်။ ဟုတ်ကဲ့တော်လည်းအင်းအားစုတွေကအများကြီးဆိုတော့လေအဲ့ဒီထဲမှာမကောင်းတဲ့သူအနှဲငယ်တော့ရှိနိုင်တာပေါ့လူနည်းစုကတော့လမ်းမရောက်တာအလွဲသုံးစားလုပ်တာမျိုးရှိနိုင်တာသဘာဝပဲဒါပေမဲ့ဒီလိုလူနည်းစုကြောင့်အနစ်နာခံပြီးတိုက်ဖွဲ့ဝင်နေတဲ့တပ်ဖွဲ့ဝင်များစုရဲ့ဂုံတက်ခါမထိခိုက်အောင်အကျင့်ပြတ်ခြားစားမှုတွေကိုဖော်တော်အရေးယူပြီးတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့စနစ်တစ်ခုတည်ဆောက်ဖို့လိုအပ်တယ်လို့ထောက်ပြထားတယ်ဒါပေမဲ့ဒီသူယုံကြည်မှုကိုလည်းဆက်ပြီးထိန်းထားနိုင်မှာပေါ့ တော်လန်ရဲ့ဘက်မှဒီလိုစိန်ခေါ်မှုတွေအများကြီးရှိနေတဲ့အချိန်မှာတဖက်ကစစ်ကောင်စီဘက်ကလည်းသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုဆက်ပြီးထိန်းထားဖို့နီးလန်းနေတုံးနေတယ်လို့လည်းအဲ့ဒီမှာဖော်ပြထားသေးတယ်နော်အဲ့ဒါလေးကဘယ်လိုမျိုးလဲရှင်ဟုတ်ကဲ့ဒါကလေးစိတ်ဝင်စားစရာအချက်ပဲစစ်ကောင်စီကတထဲကထွက်ချင်နေတဲ့သူတွေဒါမှမဟုတ်အတင်းအကျပ်စူးစမ်းခံထားရလို့အခွင့်တာရင်ထွက်ပြေးဖို့စဉ်းစားနေတဲ့သူတွေကိုတော့တလကိုလစာ35ဒင်းနဲ့30အထိပြီးပြီးတော့မလုံပေးဆွဲဆောင်ထားတာမျိုးတွေရှိနေတယ်လို့ဆိုတယ် ဟင်တိတ်25 30ဆိုတာတော်တော်များတာပေါ့ဟုတ်တယ်ဒီလစာကမြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင်မိသားစုတစုကိုတော်တော်လေးကောင်းကောင်းမွန်မွန်ထောက်ပံ့နေတဲ့ပမာဏဖြစ်နေတော့တချို့ကမထွက်ချင်တော့ပဲဆက်နေသွားတာမျိုးတွေဖြစ်လာတယ်ဒါက CDM လှူရှားမှုအတက်ရောတော်လိုင်းတက်ဖရရဲ့တထဆစူဆောင်ရေးအတက်ပါစင်ခုံမှုတစ်ခုဖြစ်နေတာပေါ့ဒါဆိုရင် CDM လှူရှားမှုအတွက်ရောတော်လိုင်းအင်အားစုတွေဘက်ကလူသစ်စူဆောင်ရေးအကပ်ပါတကယ်ကိုအခက်အခဲဖြစ်စေနိုင်တဲ့အချက်ပဲပေါ့ ဒီအပေါ်မှာတော်လန်ရေးဘက်ကဘယ်လိုမျိုးသုံးပြန်နိုင်မလဲဆိုတာကလည်းစဉ်းစားစရာတစ်ခုပဲတကယ်စင်ခေါ်မှုပါဒီလိုငွေကြေးမလုံးတွေကိုတန်ပြန်နိုင်မယ့်နီလန်းဒီတော်လန်ရေးဘက်ကိုကူးပြောင်းလာတဲ့သူတွေအတွက်ခိုင်မာပြီးတော့စိတ်ချရတဲ့အာမခံချက်ရှိတဲ့အစီအစဉ်တွေပေါ်ဆောင်နိုင်ဖို့အလေးအနက်စဉ်းစားဖို့လိုအပ်နေပါပြီဒါကစိတ်သက်ပိုင်ဆိုင်ရာစီယုံရေးတက်တက်မဟုတ်တော့ဘဲနဲ့လက်တွေ့ကြတဲ့ထောက်ပံ့မှုတွေနဲ့ပါချိတ်ဆက်ပြီးတော့စဉ်းစားရမယ့်ကိစ္စဖြစ်လာတယ် ကောင်းပါပဲရှင်။ဒီနေ့ကျမတို့ဆွေးနွေးခဲ့ကြတာတွေကိုအချင်းချုပ်ပြန်ကောက်ရရင်တော့ TNL နဲ့စကောင်းနုစီရဲ့အဖြစ်ခက်ရက်စဲရေးအနော်ွယ်ကအကြောင်းတရားတွေဒီအပေါ်မှာ PDF တပ်ဖွဲ့တွေရဲ့ခိုင်မာတဲ့ယက်တီချက်တွေဒါမှမဲ့တစ်ဖက်မှာလည်းသူတို့ရင်ဆိုင်နေရတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေအများကြီးရှိနေတယ်ဆိုတာပေါ့။ဥပမာစနစ်တကျတတိဆောက်ရေး အားလုံးပါဝင်တဲ့ခြေရောက်တဲ့တပောင်စုတိဆောင်ရေးခိုင်မာတဲ့ဘန္တာရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးနိပညာအသုံးပြုမှုတိကျတဲ့တာဝန်ခွဲဝေမှုစတာတွေပါဝင်ပါတယ်ဟုတ်ဒါပြင်စစ်ကောင်စီရဲ့လူတစ်စုဆောင်ရင်းနဲ့တသားထိန်ထိန်ရင်းနီးပြူဟာတွေကိုလည်းသုံးသပ်ခဲ့ကြပါဗျ။ဟုတ်ပါတယ်။အခုအချိန်တွေကတော်လန်ရဲ့အတွက်အချက်အသေးဆုံးကာလတစ်ခုလို့ဆိုနိုင်ပေမဲ့လေ PDF တပ်ဖွဲ့ဝင်တယောက်ရဲ့စကားကအားလုံးကိုကိုးစားပြုနေသလားပဲ။သူကပြောတယ် ငါတို့ကအသက်ပြေးပြီးချမယ်။ဒါပေမဲ့အခုမြေပြင်မှာငါတို့အသက်ပြေးပြီးချမယ်ဆိုရင်တော့မလုံလောက်သေးဘူး။ပိုက်ဆံရှာခဲအောင်လို့ပြောရမယ်တဲ့။အော်။အဲ့ဒီစကားကသူတို့ရဲ့ခိုင်မာတဲ့စိတ်သက်ကိုရောလက်တွေ့မှာရင်ဆိုင်နေရတဲ့အခက်ခဲအထူးသဖြင့်ဗနာရေးနဲ့ထောက်ပံ့ရေးအချက်တဲကိုပါထင်းထင်းရှားရှားပြနေတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ကစိတ်သက်ကြစရာသတင်းတွေကြားရရင်တောင်မှပိုလေမြေပြင်ကရေးပေါ်တွေရဲ့စိတ်သက်ကိုအားပေးဖို့ သူတို့ကိုနားလည်မှုယုံကြည်မှုတွေနဲ့အပြန်လန့်ထောက်ပံ့နေဖို့ကဒီအခက်အခဲတွေကိုအတူတကွကြော်ဖြတ်ဖို့အတွက်အရေးကြီးဆုံးပဲဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါရှင်ဒီဆွေးနွေးမှုကနေနားထောင်သူတွေအတွက်ဆက်ပြီးတော့စဉ်းစားစရာအချက်လေးတခုခြံထားခဲ့ခြင်းပါတယ်အခုလို့အခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးကြားတဲ့ကနေမြတ်တော်လန်ရေးအင်အားစုတွေဟာအလို့အလျောက်ပေါ်ပေါက်လာတဲ့အစဉ်ကနေ စနစ်တကျခွဲစည်းတည်ဆောက်ထားပြီးတော့ရေးရှည်တိုက်ပွဲဝင်နိုင်ဆွမ်းရှိတယ်။အစုံးတမအောင်ပွဲစီကိုဥတည်နိုင်မဲ့ခိုင်မာတဲ့တပ်ပေါင်းစုကြီးတစ်ခုအဖြစ်ဘလို့အတွင်ကူးပြောင်းသွားနိုင်မလဲ။อืมဒီလိုအတွင်ကူးပြောင်းဖို့အတွက်အတွေးခေါ်ပိုင်းမှာတော့လက်တွေ့ပိုင်းမှာပါအရေးတကြီးလိုအပ်နေတဲ့အပြောင်းလဲတွေကဘာတွေဖြစ်နိုင်မလဲဆိုတာလေးကိုဆက်လက်ပြီးတော့စဉ်းစားဆွေးနွေးကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲအဆုံးသတ်လိုက်ပါစေဟုတ်ကဲ့ပါ